မြန်မာနိုင်ငံကပြည်သူတွေရဲ့အနာဂတ်တွေကိုစီကြီးမှန်းထားတဲ့အိမ်မက်တွေကို အာနာမမောတဲ့စေုပ်စုကရိုက်ချိုးဖြစ်စည်းလိုက်တာဟာငါးနှစ်နီးပါးရှိပြီဖြစ်ပါတယ်။အရာရာနိုင်ပါခဲ့ရတဲ့နိုင်ငံကိုအယက်သားဆိုရက ရှိသမျှခွန်အားနဲ့ခက်ခက်ခဲခဲအားထုတ်ထံပိုးပြီးတာယာတိုးတက်မှုတွေစီတောင်းဖြောင်တန်တန်အရောက်သွားနိုင်မဲ့ခရီးလမ်းပေါ်တွန်းတင်လိုက်နိုင်ပေမဲ့မနာလိုမရှိစိတ်ထားတဲ့စေုပ်စုကခရီးတွင်သွားမှာကို လိုလားမှုရှိမနေခဲ့ပါဘူး။ဒါကြောင့်လည်းပဲတာယာပြည့်စုံမှုတွေနဲ့စောင့်ကြိုနေတဲ့ဘန်းတိုင်းစီခရီးနှင်ဖို့အချိန်တင်စအချိန်မှာပဲစကောင်းဆောင်မရောက်နိုင်က အာနာသိန်းနဲ့လောက်ရက်ကိုအဆက်တရားမဲ့ကျူးလွန်လိုက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲလာမဲ့တိုင်းပြည်ရဲ့အနာဂတ်ကိုစစ်ပနတ်နဲ့နင်းချေလိုက်ပါတယ်။စကောင်းဆောင်ဆက်ဆက်ရဲ့အာနာယူတုတက်လောက်ရက်ကြောင့်ဒုက္ခဆင်းရဲဒဏ်တွေအရာရာနေပါ နောက်ကျကြံခဲ့ရပြီး ို့နာကပ်ကိုပုံဖော်နိုင်ဖို့တောင်မလွယ်တဲ့အခြေအနေတွေကိုခါစီခံထားရဖို့တဲ့ပြည်သူတွေအဖို့ဒီမိုကရေစီရဲ့အရာသာကို ခဏတာမြည်းဆန်းခွင့်ရပြီး တကြော့ပြန်အာဏာရှင်စနစ်နဲ့ကြုံရတာဖြစ်ပါတယ်။ယတဆိုရရဲ့စွမ်းဆောင်မှုလောရက်တွေအမျက်တစေကလန့်တိုက်ခဲ့ပြီးအရာရာတက်တိနားလဲတက်မြောက်သူတွေလိုတွင်းနှစ်ထင်ရောက်နေတဲ့ ာနာသိန်းစေယုတ်စုတွေသူတို့အစွမ်းစပြခွင့်ရချိန်မှာတော့အချိန်တိုတွင်စုပ်ယုတ်ပြည့်စည်မှုဆိုးရွားစွာ ကြုံနေရတဲ့နိုင်ငံဘဝရောက်ခဲ့ရတဲ့ဆိုတာညင်မရတဲ့ညွန်ကိန်းတွေကတက်တည်ခံနေပါတယ်အာရှမှာဒုတိယအစဉ်ရဆုံးနိုင်ငံကမ္ဘာပံကဒီနှစ်ထဲထုတ်ပြန်ထားတဲ့အာရှတိုက်ရဲ့အစဉ်ရဆုံးနိုင်ငံတွေတဲမှာအာနာသိန်းစေယုတ်စုရဲ့စွမ်းရည်ကြောင့်မြန်မာနိုင်ငံက ဒုတိယချိတ်ပါတယ်။ရင်းမြန်နိုင်ငံပြီးရင်မြန်မာကတအူးချင်း GDP ဒေါ်လာ1200နဲ့ဒုတိယနေရာမှာရှိနေခဲ့ပြီးနိုင်ငံရေးပြဿနာနဲ့အစည်းအဝေးအကြည့်တဲတွေကြောင့်စိန်ခေါ်မှုကြီးစွာရှိနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကမ္ဘာပံကသတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံနေနဲ့အဆရာနာမသိင်ခင်နဲ့ကိုဗစ်ရောဂါကာလမတိုင်ခင်2019ကနေ2019အထိ နှစ်စဉ်စီးပွားတိုးတက်မှုနှုန်းဟာ 6ဒသမ300ခန့်နှုန်းရှိခဲ့ပြီးအလားအလာကောင်းတဲ့နိုင်ငံဖြစ်ကမ္ဘာ့ဘဏ်ကအတိမတ်ပြုခဲ့ပါတယ်။2021မှာအာနာသိမ့်လိုက်ပြီးနောက်မှာတော့စီးပွားရေးတိုးတက်မှုနှုန်းက18ရာခိုင်နှုန်းအထိအရှိန်တို့ကျဆင်းသွားခဲ့ပြီးပြန်လည်ဥမော့နိုင်ဖို့မလွယ်ကူနိုင်ဘူးလို့မှတ်ချက်ပြုထားပါတယ်။ပျော်ရွှင်မှု ਨੇ သောနိုင်ငံ။ ုရသမဂ္ဂက2024မှာထုတ်ပြန်ခဲ့တဲ့ကမ္ဘာပျော်ရွှင်ရာဆုံးနိုင်ငံစစ်တပ်မှာအကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းခံထားရတဲ့မြန်မာနိုင်ငံကပျော်ရွှင်မှုနည်းတဲ့အဆင့်နေထားမှာရှိနေတာတွေ့ရပါတယ်။ကမ္ဘာနိုင်ငံပေါင်း143နိုင်ငံရဲ့အပျော်ရွှင်ရာဆုံးအဆင့်သတ်မှတ်ချက်မှာမြန်မာကအဆင့်138မှာရှိနေတာ ဖြစ်ပါတယ်။လူမှုစီးပွားအဆင်မပြေမှုတွေနဲ့နိုင်ငံတွင်ပြည်ပခခတွေကြောင့် အရာရာဆုပ်ယုပ်နေခဲ့လို့မြန်မာနိုင်ငံမှာပျော်ရွှင်မှုမရှိသလောက်ဖြစ်ရတာလို့အဲ့ဒီစစ်တမ်းမှာပေါ်ပြထားပါတယ်။အန်ဒရဲ့အရှိဆုံးထိတ်တန်းစရင်ဝင်နေတဲ့ရန်ကုန်မြို့မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့အနေနဲ့ကမ္ဘာလက်ခရီးသွားတွေအတွက်အန်ဒရဲ့ရှိဆုံးမြို့စရင်မှာတတိယနေရာမှာရပ်တည်နေပါတယ်။ပေါ့မဂဇင်းနိုင်ငံတကာကမြို့ပေါင်း60ကို တိုင်းတာတက်ချက်မှုတွေနဲ့နှိုင်းရှင်ပြီးပေါ်ပြရမှာနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့စစ်တပ်ကထိန်းချုပ်ထားတဲ့ရန်ကုန်မြို့ကထိတ်တန်းစရင်တဲ့ရောက်ရှိခဲ့ရတာဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့အထက်မှာဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော်ကရာကတ်နဲ့ပါကစ္စတန်ရဲ့မြို့တော်ကရာချီတို့ကပထမနဲ့ဒုတိယနေရာမှာရှိနေပါတယ်။2010ခုမှာထုတ်ပြန်တဲ့စရင်မှာတော့မြန်မာနိုင်ငံက လေပတ်ဖို့အကောင်းဆုံးနိုင်ငံအဆင့်16မှာရှိခဲ့ပါတယ်။ လူသုံးမှာတဦးဟာဝဝလင်းလင်းမစားနိုင်တော့တဲ့နိုင်ငံမြန်မာနိုင်ငံရဲ့လူဦးရေ16.8%တန်းမှာဝမ်းရေးမဖူလုံတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ကမ္ဘာစားနပ်ရိက္ခအစီအစဉ် WFP ကစတင်ပါလာမှာ ထုတ်ပြန်ထားပါတယ်ဒီတွေးရှိချက်အရမြန်မာနိုင်ငံသား3ယောက်မှာတစ်ယောက်နှုန်းကဝမ်းရေးမဖူလုံတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပြီးအရင်နှစ်တွေထက်တိတိတသာသာတိုးမြင့်လာတာလို့ WFP ကအတည်ပြုထားပါတယ်။ဒါပြင်ကမ္ဘာပေါ်မှာစားလောင်မသိမ့်မှုနဲ့စားနပ်ရိက္ခာဖူလုံမှုရှိတဲ့အမြင့်မားဆုံးနိုင်ငံတွေထဲမှာအဆင့်9နေရာမှာရှိနေတယ်လို့လဲဆိုပါတယ်။လူငယ်၄တန်းနီးပါးအလုလက်မဲ့ဖြစ်နေမြန်မာနိုင်ငံတော်ဝန်ကလူငယ်၄တန်းနီးပါးလောက်ဟာအလုလက်မဲ့ဖြစ်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က အခုနှစ်အောက်တိုဘာလမှာ ထုတ်ပြန်ထားပါတယ်။ဒါကလူငယ်၄ယောက်မှာတယောက်နှုံးအလုံးလုံးမနဲ့ရှင်သန်နေရတာဖြစ်ပြီးပရိပက္ခဖြစ်နေတဲ့ကြားပြည်နယ်ကလူငယ်တဝက်ကျော်နဲ့ရခိုင်ပြည်နယ်ကလူငယ်တဝက်နီးပါးမှာအလုံးလက်မဲ့ဖြစ်ရတဲ့စိန်ခေါ်မှုကြီးမားစွာကြုံနေရတာလို့ဆိုပါတယ်။လူငယ်တွေနဲ့ဆက်ဆက်ပြီး UNDP ရဲ့ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံက ။အတန်းခွဲနှီးပါရှိတဲ့လူငယ်တွေမှာလုံခြုံရေးအတွက်အမြဲတမ်းကြောက်ရွံ့နေကြရပြီးလူငယ်6တန်းကျော်အနေနဲ့ညချိန်မှာ လုံခြုံမှုမရှိဘူးဆိုတဲ့ခံစားချက်တွေရှိနေတယ်လို့ဆိုပါရယ်။ဒါစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာဖြစ်လာတဲ့အကြမ်းဖက်မှုတွေအဓမ္မစစ်မှုထမ်းခိုင်းတာတွေအလောက်အကိုင်းရေရာမှုတွေနဲ့အနာဂတ်ခြေနေမှန်းဆမရနိုင်တဲ့ခြေနေတွေကြောင့်လို့ကုလသမဂ္ဂလက်ထောက်အတွင်ရေမှုချုပ်နဲ့ UNDP အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးကန်နီဝက်ကနာရာဂျာက မှတ်ချက်ပြုပါတယ်။မြန်မာလူငယ်တွေဟာမမြင်နိုင်တဲ့တန်ရာတွေကိုထံပိုးထားကြရတယ်လို့သူက ပြောပြန်ပါတယ်။ရာသွေးမှုအများဆုံးကျူးလွန်တဲ့နိုင်ငံသတ်မှတ်ခံရမြန်မာနိုင်ငံအနေနဲ့ရာသွေးမှုအများဆုံးကျူးလွန်တဲ့နိုင်ငံတွေထဲမှာနာမည်ကြီးကိုလံဘီယား အကစီကိုရို့ကိုကြော်ပြီးနံပါတ်1အဖြစ်ရပ်တည်ခဲ့တယ်လို့ Global Organized Crime Inter ကထုတ်ပြန်ထားပါတယ်။ Global Organized Crime Inter က2023မှာထုတ်ပြန်ခဲ့တဲ့ရာဇဝတ်မှုထူပြောတဲ့နိုင်ငံ25ခုရဲ့စာရင်းထဲမြန်မာနိုင်ငံကထိတ်ဆုံးမှရှိနေတာဖြစ်ပြီးအရှေ့တောင်အာရှနိုင်ငံတွေတဲကကမ်ဘောဒီးယားနဲ့အင်ဒိုနီးရှားတို့ကအဆင့်20နဲ့21ဖိလစ်ပိုင်ကတော့အဆင့်25ရှိတာတွေ့ရပါတယ်။ Global Organized Crime Index က2021မှာလည်းတချိန်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီတုန်းကမြန်မာကတတိယနေရာမှာရှိခဲ့တာပါမြန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက်ပိုင်းဥပဒေစိုးမိုးမှုပြတ်သုံးသွားတဲ့အနေအထားရောက်ခဲ့ရပြီးစာဝတ်နေရေးကြက်တဲတာတွေကြောင့်ဒုစရိုက်မှုကျူးလွန်ပြီးဖြည့်ရှင်းဖို့အားကောင်းစေတယ်လို့ရှုမြင်သုံးသပ်တာတွေရှိပါတယ်အထူးသဖြင့်စစ်ကောင်စီကလွန်ငင်းချမ်းတာခွင့်နဲ့ခိုးဆိုးလူနှိုက်တွေကို ထောင်ကနေအလုံးရင်းနဲ့လွတ်ပေးတာနေကန်လူမိုက်တွေကိုမြောက်စားထားတာတွေဟာရာသွေးမှုတိုးများစေတဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။အထက်ပါချက်လက်တွေကအာနာသိန်းကာလမှာမြန်မာနိုင်ငံရဲ့အနေထားကဘလောက်ထိဆိုးရွားဖြစ်ပြနေတယ်ဆိုတာမြင်သာစေတဲ့ထုတ်ပြန်ချက်တွေများစွာထဲကတချို့တဝက် ဖြစ်ပါတယ်။စစ်တပ်ကအာနာသိန်းခံထားရချိန်မှာမြန်မာနိုင်ငံနဲ့ဆိုင်တဲ့တွေ့ရှိချက်တွေအညွန်ကိန်းတွေက ကောင်းမွန်တဲ့အကြောင်းအရာဟာရှားပါပါတယ်။အာနာရှင်စရုပ်စုကတိုင်းပြည်ကောင်းစားဖို့ရှိနေတဲ့လမ်းကြောင်းကိုဖြစ်စည်းလက်ရောင်တွေမကပဲအလုံးစုံဖြစ်စည်းမှုတွေနဲ့နလန်းမထူနိုင်တဲ့နိုင်ငံတစ်ခုဖြစ်အောင် ပြုမှုနေတယ်ဆိုတာရလတ်တွေကတက်တည်ခံနေပါတယ်။အာနာယုစစ်ကောင်းဆောင် အစဉ်ဆက်ဟာ ကိုယ်တိုင်ကတိုးတက်ဖြစ်ထွန်းအောင် လုပ်နိုင်စွမ်းမရှိပဲကျေးဇူးရှင်တစ်ဖွဲ့အဆက်မဲ့စွာ ခံယူတတ်ပါသေးတယ်။ အဲ့ဒီလိုအာဏာတည်မြဲဖို့နဲ့ကိုကျိုးစီးပွားကိုပဲကြည်ပြီးတန်းပြင်းတဲ့ပြည်သူတွေပေါ်စိတ်စည်နာမရှိတဲ့စယုတ်စုတတ်ဆိုးရှိနေသမျှမြန်မာနိုင်ငံအနေနဲ့လည်းရုပ်ပြက်စင်းပြက်ညှုံကိန်းတွေအောက်ကလွတ်နိုင်ဖို့ရှိမနေပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီဝီဗီမှာပေါ်ပြထားတဲ့ဆောင်းမရှင်မင်းမခရဲ့ဆောင်းပါလက်ရာဖြစ်ပါတယ်ခင်ဗျာ